ဒီနေ့မလ28ရက်နေ့မှာမြန်မာနိုင်ငံအလဲပိုင်းမှာမန်နီကျူ9.8ရှိတဲ့အင်အားပြင်းထန်တဲ့ငလျင်လှုပ်ခတ်သွားခဲ့တယ်လို့အမေရိကန်ဘူမိဗေဒဆိုင်ရာလေ့လာရေးဌာန USGS ကထုတ်ပြန်ခဲ့ပြီးမြန်မာနိုင်ငံရဲ့မြို့တော်နေပြည်တော်မှာကားလမ်းတွေပြတ်ထွက်ကုန်ပြီးငလျင်တံကိုတရုတ်နဲ့ထိုင်းတို့အထိခန်းဆားခဲ့ရပါတယ် ရင်းကလင်းဘုံဟိုကျန်းဟာစကိုင်းမြို့ရဲ့အနောက်မြောက်ဘက်10မိုင်16ကီလိုမီတာအကွာနေရာမှာဖြစ်ပြီးငလင်းဟာမြင်အနက်6တက်သမ2မိုင်10ကီလိုမီတာကျော်မှာလှုပ်သွားတာဖြစ်တယ်လို့ဆိုပါရယ်။ငလင်းလုံးချိန်ဟာမြန်မာစံတော်ချိန်မိုးလယ်15နာရီမိနစ်90ဝန်းကျင်ဖြစ်ပါရယ်။ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာမြေအောက်ရထားတွေပြေးဆွဲတာနဲ့ရထားပြေးဆွဲတာတွေကိုရပ်ဆိုင်းထားပါတယ်။မြင်းကလေးရဲ့ပြင်အားကြောင့်ကားလမ်းတွေပြတ်တောက်ကောက်ကွေးကုန်ပြီးမျက်နှာချက်တွေဟာအဆောက်အုံကနေပြိုကျခဲ့ပါတယ်။မြင်းကလေးတုံခေါမှုကိုထိုင်းမြောက်ပိုင်းနဲ့ မြို့တော်ဘန်ကောက်တို့အထိခန်းဆောင်ခဲ့ရပါတယ်။ဘန်ကောက်မြို့မှာအဆောင်အုံတွေတုံခါနေတာကြောင့်မြို့ကန်တွေဟာလမ်းတွေပေါ်ပြေးထွက်ခဲ့ရပါတယ်။မြင်းကလင်းကိုတရုတ်အနောက်တောင်ပိုင်းယူနန်ပြည်နယ်မှာလည်းခန်းဆောင်ခဲ့ရတယ်လို့ပေကျင်းရဲ့မြင်းကလင်းအေဂျင်စီကထုတ်ပြန်ခဲ့ပြီးမြင်းကလင်းရဲ့ပြင်းအားဟာ9.6ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။မြန်မာနိုင်ငံမှာမြင်းကလင်းတွေမကြာခဏလှုပ်လေရှိပြီး1930ပြည်နှစ်နဲ့1956ခုနှစ်အကြားမှာသကိုင်းပြည့်ရွေကျော်အနီးမနီကျု9.3ညရှိတဲ့ အားပြင်းငလင်6ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ USDS ကဖော်ပြခဲ့ပါတယ်။စကိုင်းပြည်ရွေဟာနိုင်ငံအလဲပိုင်းကိုဖျက်ပြီးမြောက်ကနေတောင်တလျှောက်တည်ရှိနေပါတယ်။